အားလုံးမင်္ဂလာပါကျွန်တော်ဒါရမြက်ကိုဖြစ်ပါတယ်အာဒီဗီဒီယိုလေးမှာကျွန်တော်တို့ဒီအောက်ဆာလောကမှာပေါ့နော်အတုံးများရဲ့အာထရမများတိကြရဲ့အာဒီဆပ်လီမန့်လေးတခုအကြောင်းပြောပြအောင်ဖြစ်ပါတယ်ဒါကတော့ဘာလဲဆိုခရီဒင်းပေါ့နော်ခရီဒင်းဖြစ်ပါတယ်အဲ့ဒါဆိုတော့ဗီဒီယိုမစခင်ကျွန်တော်အနေနဲ့ချုပ်ပြီးတော့အာစကားခံကျင်တာကကျွန်တော်မြန်မာနိုင်ငံမှာအခုချိန်မှာတဘာဘီအန်ဒီရဲ့နလင်တန်ဆူဆူရွရွဖြစ်နေတယ်အာအဲ့လိုဆိုတော့ ျွန်တော်အနေနဲ့ကျွန်တော်ဘယ်လိုမျိုးလုပ်ဖို့အစီအစဉ်ရှိပါလဲဆိုတော့ဒီဗီဒီယိုလေးပေါ့နော်နည်းနည်းရှင်းမယ်ပြီဒီဗီဒီယိုကနည်းနည်းတော့ရှင်းမယ်အဲ့ဒါဆိုတော့ဒီဗီဒီယိုမှာရတဲ့ဝင်ငွေတွေအားလုံးကိုကျွန်တော်အာဒီဘာဘီအန်တွေဖြစ်နေတယ်တကယ်ဖြစ်နေတယ်မန်လေးစကိုင်းတကယ်ထရောက်တကယ်ဖြစ်နေတဲ့နေရာတွေအကုန်လုံးကိုကျွန်တော်လူတန်းပေးတော့မှာဖြစ်ပါတယ်အလားကြောင့်မလို့ဗီဒီယိုအစုံနှိကြည့်ပေးကြပါကြော်ညာတက်ရင်လည်းကြော်ညာလေးကိုကြည့်ပေးဖို့လိုအပ်ပါတယ်ပြီးတော့တကယ်ချင်းတို့မိတ်ဆွေတို့အသီးတွေဒီလိုမျိုး creative နဲ့ပတ်သက်တဲ့ ဘဟုသုတရလိုအပ်တဲ့လူရှင်လဲ sharing လုပ်ပေးခြင်းအဖြစ်နဲ့ကျွန်တော်ကူညီပေးဖို့တောင်းဆိုအပ်ပါတယ်အဲ့လိုဆိုတော့ပြီးတော့ဒီဗီဒီယိုကကျွန်တော်အချိန်ကြာမယ်လို့ပြောတာဘာကြောင့်လဲဆိုတော့ကျွန်တော်အနေနဲ့တေချာလေးဟို data တွေတေချာ collect လုပ်ပြီးတေချာ research paper တေချာဖတ်ပြီးတော့မှကျွန်တော်အာထုတ်ထားတဲ့ဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်အဆုံးထိတေချာနားထောင်ပေးပါအဲ့လိုဆိုတော့ကျွန်တော် creating ကမိတ်ဆွေတို့ထင်တယ်လို့ဟိုကျွန်တော်တို့ဟို600ဆူလောက်ကနေစပြီးဖြစ်လာတဲ့ ထွေထွေလာတဲ့အစီအမျိုးစားမဟုတ်ဘူးသူကကျွန်တော်တို့1832လောက်ကစပြီးတော့ကျွန်တော်တို့စတွေ့ခဲ့တဲ့အစီအမျိုးစားဖြစ်တယ်ဘယ်သူကတွေ့လဲဆိုတော့ကျွန်တော်ပြင်သစ်ဓာတုဗေဒပညာရှင် Michael Eugene Chevreau ဆိုရဲကျွန်တော်စလုံးပေါင်းလေးယူတော့ကျွန်တော်နည်းနည်းလေးလွှဲရရှိမှာကျွန်တော်အပေါ်မှာတင်ထားပေးမှာအဲ့လိုဆိုတော့ဒီပုံကဒီပြင်သစ်ဓာတုဗေဒပညာရှင်ကစတွေ့ခဲ့တာဖြစ်ပါတယ် creating ကိုနော် ဟုတ်လို့ဆိုတော့ဟို creatine နဲ့ creatinine တော့မတူဘူးเนาะ creatine ဆိုတာကကျွန်တော်တို့တောက်တောက်တဲ့ဟာပြီးခန္ဓာကိုယ်ကလည်းထွက်တယ် creatinine ဆိုတာကျွန်တော်တို့ကြောက်ကက်ကနေစွန့်ထုတ်လိုက်တဲ့ဟာကို creatinine လို့ခေါ်တယ်เนาะအဲ့ဒါတော့မတူပါဘူးအဲ့လို့ဆိုတော့ကျွန်တော်တို့1830နှစ်ဆိုတော့ကျွန်တော်မြန်မာတက်ကရိနဲ့ပြောမယ်ဆိုရင်တော့ဘလုခုနှစ်မျိုးလဲဆိုတော့တကောင်းခေပေါ့နော်တကောင်းခေမှာကျွန်တော်တို့စပြီးတော့တွေ့ရှိခဲ့တဲ့ supplement ဖြစ်ပါတယ်ဟိုကျွန်တော်1900ရေးပါတယ်မဟုတ်ဘူးနော်အဲ့ထက်စောတယ် ပြီးတော့မှကျွန်တော်တို့1928ပေါ့1928လောက်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပြောမယ်ဆိုကိုလိုနီခေတ်ပေါ့နော်ကိုလိုနီခေတ်မှာကျွန်တော်တို့ဒီ Harvard တက္ကသိုလ်က Professor Otto Fallin နဲ့ကျွန်တော်တို့ Wiley Glover Dennis ဆိုတဲ့ဒီ researcher ပေါ့နော်သူတည်တနာပညာရှင်နှစ်ယောက်ကဒီ creatine တောက်လိုက်ရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်မှာကြွက်သားတွေရဲ့ performance ပိုကောင်းသွားပါတယ်ဆိုတဲ့ research ကိုရှာတွေ့ခဲ့ပါတယ်ဒါကတော့1928မှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ 1962မှာ1962ဆိုတော့ကျွန်တော်တို့ modern age ကိုရောက်လာပြီပေါ့နော်အဲ့မှာ Harris နဲ့သူနဲ့အပေါင်းပါတယ်ပေါ့နော်ကျွန်တော် research လို့ပြောမယ်ဆို Harris at all ပေါ့နော်သူတို့ဒီ research အနေနဲ့ခေါ်တာပေါ့နော် Harris နဲ့သူရဲ့အလွယ်တကူပြောသူနဲ့လုပ်ဖို့ကံပတ်များကဘယ်လို research မျိုးရှာတွေ့ခဲ့လဲဆိုတော့ creating တောက်ချင်းအပြင်ကျွန်တော်တို့အာ exercise performance တွေပိုကောင်းသွားတယ်ပြီးတော့ဒီ muscle recovery တွေပိုကောင်းသွားတယ်ဒီကြွက်သားတွေပြန်ပြီးတော့ recover ဖြစ်တာပိုမြန်တယ်ဆိုပြီးတော့လည်း ပြောထားတာတွေ့ရပါတယ်နောက်တစ်ခါကျ Hoffman နဲ့ associate Hoffman at all ကလည်းသူကဘာတွေ့လဲဆိုတော့ဒီ creating ကဒီအားကစားနဲ့ပတ်သက်ပြီးအများကြီးထိရောက်တယ်ဆိုတော့သူတည်တနာကိုအားကစားအတွက် performance ပိုကောင်းစေရဲဆိုတဲ့ဟာကိုလက်ခံအတည်ပြုခဲ့ပါတယ်အဲ့လိုမျိုးနောက်ပိုင်းဒါနေနောက်ပိုင်း body research အများကြီးထွက်လာပါတယ်ဒီ creating ကကျွန်တော်ပုံမှန်တောက်ဖို့ safe ဖြစ်တယ်ဆိုတော့အကြောင်းကိုကျွန်တော် ဒီဒီထဲမှာတော့ကျွန်တော်ကလိုအပ်တဲ့ research တွေပဲကျွန်တော်ထည့်ထားရတယ်အကုန်လုံးထည့်ကြမှာမဟုတ်ဘူးဒါပေမဲ့ creating ကို study လုပ်ထားတဲ့ research အများကြီးရှိတယ်အဲ့လိုဆိုတော့ကျွန်တော်စိတ်စိတ်ချလက်ချပြောလို့ရတာ creating က it's a very safe supplement မိတ်ဆွေကတေချာလေးထိမ့်ထိမ့်တန်းတန်းသုံးတတ်တယ်ဆိုရင် creating ကအရန်ကောင်းတယ်အရန်ထိရောက်တဲ့ supplement ဖြစ်တယ်ဒါပေမဲ့သူ့မှာလည်းသူ့ဆိုးကျိုးတွေရှိတယ်ကောင်းကျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်ဆိုးကျိုးကိုလည်းထည့်ပြောသွားမယ်မိတ်ဆွေကကိုကိုယ်တိုင်ခေါင်းသုံးပြီးတော့ဟိုသုံးသင့်မသုံးသင့်ဘလို့ဘလို့မျိုးသုံးရင် ဆေးဖြစ်မယ်ဘယ်လိုမျိုးတောင်းရင်ဘေးဖြစ်မလဲဆိုတဲ့ဟာကိုယ့်ကိုစဉ်းစားရမှာဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်နောက်တစ်ခါကျတော့ဗမာခရီတင်းကပိုပြီးပေါ်ပြလာဖြစ်သွားလဲဆိုတော့1992 Olympic Game တွေမှာလဲဒီအကစားသမားတွေကခရီတင်းတောက်တယ်အဲ့နေရာမှာပိုပြီး popularize ပိုဖြစ်သွားတယ်ကျွန်တော်တို့เนาะအဲ့လိုဆိုတော့ဒါကတော့ကျွန်တော်ခရီတင်းရဲ့တမိုင်းပေါ့เนาะအခုခေတ်မှာဆိုပိုပြီးတော့အဲပိုပြီးတော့ထင်ရှားလာခရီတင်းက ဟိုအမျိုးစုံမ brand မျိုးစုံအထုတ်တယ်ပုံစံအမျိုးစုံနဲ့ထုတ်တယ်ဒါပေမဲ့အများသောအဖြစ်ထုတ်တဲ့ပုံစံနှစ်မျိုးပဲရှိတယ်ဘာလဲဆိုတော့ capsule နဲ့ထုတ်တယ် powder နဲ့ထုတ်တယ် capsule ကကျတော့ခုနကပြော powder capsule ပုံစံလေးလုပ်ပြီးတော့ seed down လိုမျိုးတောက်လို့ရတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုး capsule ထုတ်တယ် capsule ဆိုရင်နှစ်မျိုးပေါ့ powder ထည့်ထားတဲ့ capsule ရှိမယ် caplet လို့ခေါ်ရဲကျွန်တော်တို့ဒီ powder ကိုခဲထားတဲ့ capsule လိုမျိုးရှိမယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ကတော့အခုကျွန်တော်တောက်နေတဲ့ဟာကကျတော့ကျွန်တော်က live extension ကအာဒီပါနော် creating capsule လေသူကကျတော့ powder ထည့်ထားတဲ့ capsule ပေါ့နော်ဟိုတခြားဟာတွေလည်းရှိတယ်အဲ optimal nutrition တို့ဘာတို့ကလာတဲ့ micronize creatine တို့ဘာတို့လေအမှောက်နေရှိတယ်ရင်တော့ optimal nutrition မှာကျွန်တော်ထင်တာနှစ်မျိုးရှိတယ်ထင်တယ်အဲ caplet ပေါ့နော်ဆေးတောင်လည်းလာတယ်အမှောက်လည်းလာတယ်အမှောက်ဆိုရင်တော့ကျွန်တော် scoop နဲ့ခတ်ပြီးတောက်ရတာပေါ့နော်တစ်စုံမှာပါ3 gram လား5 gram လားမသိဘူးပါတယ်ပေါ့နော်ကျွန်တော်က optimal nutrition တော့မတောက်ဘူးကျွန်တော် life extension တောက်တယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့အဲဒီ creatine ရဲ့ ဟိုကျွန်တော်ဘာအတွက်ကောင်းလဲဆိုတော့သူ့ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်ပြောပြပါမယ်။ပထမတစ်ခုကကြတော့ muscle မှာရှိတဲ့ fossil creatine တက်ကို မြင့်ပေးပါတယ်။အဲ့လိုဆိုတော့ဒီလိုမျိုးကျွန်တော်ပုံမှန်အဖြစ် creatine ကိုတုံးဆွဲတဲ့လူတွေမှာဆိုဘာဖြစ်လဲဆိုတော့ကျွန်တော် muscle က fossil creatine တက်ကပိုတက်လာတယ်။ပြီးတော့အဲ့လိုတက်ခြင်းအပြင်ဘာဖြစ်လဲဆိုတော့ကျွန်တော် ATP ပေါ့နော် adenosine triphosphate ကပြန်ထွက်လာ regeneration ဖြစ်လာရယ်ဆိုရင်ကျွန်တော်တို့က ဟိုဒီအားကစားလုပ်တဲ့အချိန်မှာ ATP synthesis ပိုများတယ် regeneration ပိုများတယ်ဆိုရင်ကျွန်တော်တို့ကအားကစား performance လည်းပိုကောင်းသွားတယ်ပြီးတော့ energy ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ energy ပိုထွက်တဲ့အတွက်ကြောင့်ပိုပြီးအလုပ်လုပ်နိုင်တယ်ပိုပြီးအားကစား high intensity ဥပမာအားကစားပြေးတဲ့အားကစားလုပ်တာဖြစ်ဖြစ်အလေးမားတဲ့လူတွေပဲဖြစ်ဖြစ်ဘလို့အားကစား sports တွေပဲလုပ်လို့သူကခန္ဓာကိုယ်အတွက်လိုအပ်တဲ့ energy ကို regeneration ဖြစ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ sports related ဟို case တွေမှာဆိုဒီ creating ကအရန်အရန်ကို ထိရောက်တဲ့ supplement တစ်ခုဖြစ်နေတာဖြစ်ပါတယ်နောက်တစ်ခါကျတော့ high intensity ပြင်းအားများတဲ့ exercise ဥပမာပြင်းလေလော်တာတို့ marathon ပြေးတာတို့ခုနပြောတဲ့ olympic မှာသုံးတဲ့ track running ပေါ့နော်ပြေးလမ်းကြောင်းတစ်လျှောက်ပြေးတာမျိုးတွေအရင်ဟုတ် energy တအားသုံးရတဲ့ high intensity အားကစားတွေမှာဆိုရင် creatine ကအရန်ကို အရန်ကိုအထောက်အကူပြုပါတယ်ကျွန်တော်တို့เนาะဒါအတွက်လေကျွန်တော်တို့ study တွေ research paper အများကြီးရှိပါတယ်เนาะအဲ့ဆို creating တောက်ထား athlete နဲ့အကစားသမားနဲ့ creating မတုံးထားတဲ့အကစားသမားရဲ့ performance တွေဘလောက်กว่าចောင်းနေပါဆာသူကပြောထားတာအများကြီးရှိပါတယ်နောက်တစ်ခုကကြတော့အဲအထူးသဖြင့်တော့သူကဟို study တော်တော်များများကတော့ဗမာများလဲဆိုတော့ကျွန်တော်တို့အလေးမားတဲ့အကစားတွေမှာရပြီးတော့ ဟိုအမြန်ပြေးတာပေါ့ sprinting ဆိုတာကတော့အမြန်ပြေးတဲ့အကစားတွေမှာဆိုရင်သူ energy 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 usage ကတော့အများတယ်အဲ့လိုဆိုတော့ creatine သုံးထားရင်အများကြီးပို့ပြီးတော့ performance ပိုကောင်းတယ်ပေါ့နော်အဲ့လိုဆိုတော့အဲနောက်တစ်ခါကျတော့ကျွန်တော် muscle growth အတွက်လည်းအရင်ကောက်ပါ hypertrophy ပေါ့နော် hypertrophy အတွက်လည်း creatine ကအရင်အသုံးဝင်ပါတယ်ဘာလို့ဆိုတော့သူကဒီ creatine monohydrate ကသူကခန္ဓာကိုယ်ရဲ့ရောက်ပြီဆိုတာနဲ့သူကခန္ဓာကိုယ်မှာရှေ့ရေစုပ်ယူပလိုက်တယ်အဲ့လိုဆိုတော့ ဒီရေကိုဒီ cell တွေကိုဆုပ်ယူပလိုက်တယ်အဲ့ဆိုတော့ကျွန်တော် muscle cells တွေ hydrated ဖြစ်သွားရင်ငကို muscle size ဆိုင်နည်းနည်းပိုကြီးသွားတယ်ဒါပေမဲ့အဲ့ဒါကိုဟိုလိုမျိုးကျွန်တော်ဖောပြီးပွလာတာတော့မဟုတ်ဘူး muscle တွေမှာ low အပ်တဲ့ရေဓာတ်ကိုပြန်ဖြည့်လိုက်တဲ့အခါ muscle ရဲ့ကျွန်တော်တို့ volume တွေဒုထည်ရပိုကြီးသွားတယ်ဒါပေမဲ့ဒီကောင်ကလည်းဟိုဘယ်လိုပြောလဲဟိုပပွားကြီးကျွန်တော် mass gain နဲ့တောက်လိုက်လို့ကြီးသွားတဲ့ပုံစံမဟုတ်ပဲねဟို တကယ်မာဆော်ရဲ့ lean mass ကိုကအရွယ်စားကြီးသွားတဲ့ပုံစံဖြစ်သွားတဲ့အတွက်ကြောင့်မိတ်ဆွေတို့စိတ်စိတ်ပူစရာမလိုပါဘူးဒါပေမဲ့ long term တော့ဟို low at the dosage ကို long term တောက်ဖို့တော့လိုအပ်ပါတယ်ဒီလိုနီးအဖြစ်မိတ်ဆွေက hypertrophy ဖြစ်လာမယ်မိတ်ဆွေငကိုဟိုအသားတက်လာရယ်ပေါ့နော်အလွယ်တကူပြောမယ်ဆိုရင်ဒါပေမဲ့ဟိုလိုမျိုးတခြားဒီ mass gainer တွေပုံစံမျိုးဟိုလိုမျိုးပပွားကြီးတောက်ပြီးတချို့ဆို mass gainer တွေတောက်ပြီးတော့ဒီ mass gainer ကိုဖြတ်လိုက်တဲ့အချိန်မှာ3-4လလောက်တည်းမှာလူကဟိုဘူးစီပေါ့အဲ့နဲ့ထိုးလိုက်တဲ့မျိုးလုံးဝပိန်ကျသွားတဲ့ပုံစံမျိုး မဟုတ်ဘူး။သူကကျတော့ကိုယ့်ရဲ့ခန္ဓာကိုယ့်ရဲ့ body mass ကိုဖြည်းဖြည်းချင်းတင်ပေးလိုက်တယ်လို့ဖြစ်သွားတယ်။အထူးသဖြင့်တော့သူကရေကိုဆွဲတဲ့အတွက်ကြောင့်အဲ့ရေကိုဆွဲလို့လည်းသူ့မှာ excited effect တစ်ခုရှိတယ်။ကျွန်တော်နောက်ဆုံးမှကျွန်တော်ထည့်ပြောထားတယ်။အဲ့ရေကိုဆုပ်ယူတဲ့အားကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်မှာဟိုဘယ်လိုမျိုးအခက်အခဲဖြစ်လာနိုင်လဲဆိုတဲ့ဟာကိုအာကျွန်တော်ဖြည့်ပြောမယ်။ကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ရတဲ့ဟာမို့လို့ပေါ့နော်။အားလေးမင်းဆွေလည်းဘုဟုတရရအောင်ပေါ့နော်။နောက်တစ်ခုကကျတော့သူက NDA ကင်းလားမကင်းလားပေါ့။သူရဲ့ safety profile လေးကိုကျွန်တော်လက်ချက်ပြောပြပေးမယ်။ အဲ့လိုဆိုတော့ तू က research ကအများကြီးလုပ်ထားတဲ့အတွက်ကြောင့်သူ့ကိုစိတ်ချလက်ချတောက်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ခုနပြန်ဖြည့်ပြောပြီးဒါမိတ်ဆွေကဟိုဒါကို तू ပြောတဲ့ dosage ကိုပဲမိတ်ဆွေတောက်တင်တာတိတ်ချတဲ့ကြော်ရင်လည်းမကောင်းနင်းရင်လည်းမထူအဲ့ဒါကြောင့်မလို့ तू ပြောတဲ့ recommendation guideline အတွင်မှာမိတ်ဆွေရတောက်တယ်ဆိုရင်ဘာပြဿနာမှမရှိဘူးเนาะအဲ့လိုဆိုတော့ဒါပေမဲ့ပေါ့နော် ကျွန်တော်တို့ဒီမိတ်ဆွေမှာတခြားနာတာရှိယောဂာကြီးရှိတယ်ဆိုရင်တော့မိတ်ဆွေရဲ့ဆင်ဟောင်းဝင်တဲ့တိုင်ပင်ပြီးတော့တောက်သုံးသင့်မသုံးသင့်ဆိုတာကိုကျွန်တော်တို့တခြားလေးတိုင်ပင်ဖို့လိုအပ်ပါတယ်အဲ့လို့ဆိုတော့ကျွန်တော်ပြန်ဖြစ်ပြောချင်တာကကျွန်တော်တို့ဒီ data health advice မဟုတ်ဘူးကျွန်တော်ဒီ safe safe ရဲ့ကျွန်တော် research paper တွေပဲကျွန်တော်ဖတ်ပြီးပြောပြဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေကကိုယ်တိုင်တောက်သုံးမယ်ဆိုမိတ်ဆွေရဲ့ကိုယ်ပိုင်စဉ်းစားမှုနဲ့သာဖြစ်တယ်ကျွန်တော်ကအတင်းတိုက်တွန်းထားတာမဟုတ်ဘူးပေါ့နော်မိတ်ဆွေတို့တခြားကိုယ့်ရဲ့ကိုယ်ပိုင်ဆရာဝန်နဲ့တခြားတိုင်ပင်ပြီးတော့ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ပြီး တောက်တင်မတောက်တင်ဆုံးဖြတ်ဖို့လိုအပ်ပါတယ်နော်အဲ့ဒါလေးကြောပြီကျွန်တော်အမှန်တော့ဗီဒီယိုအစရဲမှာတင်ရမှာကျွန်တော်အခုဗီဒီယိုအလယ်မှာပြောလိုက်လို့ဖြစ်သွားတယ်နော်နောက်တစ်ခါကျတော့ကျွန်တော်အာယုံကျော်နဲ့ဒီဒီအာယုံကျော်နဲ့ပတ်သက်တဲ့အားသာချက်တွေပါရှိလဲဆိုတော့ကျွန်တော်တို့ဒီ creating တောက်ချင်အဖြစ်ပေါ့နော်ဒီ memories တွေ brain functions တွေ ਨੇ ပိုပြီးတိုးတက်လာတယ်ကျွန်တော်တို့ muscle body connection ကပိုကောင်းသွားတယ် အဲ့လိုဆိုတော့ကျွန်တော်တို့ဒီ movement တွေသွားတာတော့ဟိုဖြစ်ပြေးတဲ့အချိန်မှာအဲ့လိုမျိုးခြေထောက်ခေါက်နာတော့တတိကိုယ့်ရဲ့ခန္ဓာကိုယ်ကို control ကပိုကောင်းသွားတယ်ဗောနော်ဒီလိုမျိုး mind muscle connection ပိုကောင်းသွားတယ် neurological benefits အများကြီးရှိပါတယ်ဒီ creative ဒါနဲ့ပတ်သက်ပြီးတော့လည်းဒီ research အများကြီးလုပ်ထားပါတယ်ဒီ cognitive cognitive function နဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့လိုဆိုတော့ဟို overall ပြောမယ်ဆိုရင်တော့သူက ဟို sports performance အတွက်ဒီ athlete တွေအတွက်လည်းအရန်ကောင်းလို့ကျွန်တော်ပုံမှန်နေ့စဉ်နေ့တူတူကသွားလာလှုပ်ရှားပြီးတော့ပုံမှန်လောက်အားကစားလုပ်နေကျွန်တော်တို့လိုမျိုးပေါ့နော်ဟိုလူနာလဲကင်နေအဲလေ့ကျင့်ခန်းတွေလုပ်တဲ့အားကစားလေးလုပ်တဲ့လူတွေမျိုးပေါ့နော်အဲ့လိုမျိုးတွေအတွက်ဆိုတော့တောင်းတင်ပါတယ်ဆိုလို့လုံးဝထိုင်ပြီးတော့အားကစားလုံးဝမလုပ်တဲ့လူအတွက်ကြတော့လေဟိုဘာအတွက်တောက်မှာလဲပေါ့နော်ကိုအားကစားလုပ်မယ်ဆိုရင်တော့တောက်ပါဒီတိုင်းကြတော့ကျွန်တော်အနေနဲ့လဲကျွန်တော်ဟို recommend မလုပ်ချင်ဘူးပေါ့လုံးဝ sedentary lifestyle နဲ့ထိုင်မဲထိုင်မဲရုပ်ရှင်ကြည့်မဲအိပ်မဲစားမဲယုံသွားမဲဒါဆိုရင်တော့ မသုံးလဲဘာမှမဖြစ်ဘူးဗောနော်တော်ကြအဓိက performance အတွက်အဓိကသုံးရတဲ့ဟာပြီးအဓိကဒီကောင်ကလေကျွန်တော်လူငယ်တွေဟိုလူငယ်တွေကတော့တချို့ကဟိုလူငယ်တွေကိုတော့ဟိုလူငယ်တွေကတော့တိမှာဗောနော်ဘူတုဒအနေနဲ့ creating တချို့လူကြီးတွေကြတာဒီစေးတောက်ပြီဆိုကျွန်တော်တို့ကဟိုဒီအားကစားတော့စေးတုံးနေဗောနော်အားကစားအမှန်တော့ဒါပီးဒီမဟုတ်ဘူးလေပီးဒီမဟုတ်ဒါ you you supplement မယ်ဆိုတော့ creating လူကြီးတွေကတချို့မသိတဲ့လူကြီးတွေကြတယ်အဲ့လိုမျိုးဒီ creating ကိုမကောင်းဘောအဲပြီးတော့ကြောက်ကက်ထိရဲဘောအဲ့လိုမျိုးဆိုတော့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ထပ်ပြောပြပေးအောင်မယ်နော်အဲ့လိုဆိုတော့ဟိုအဲ့လိုဆိုတော့ကျွန်တော်တို့ကအာကြောက်ကထိတာဒီ creating ညောင်းထိတာမဟုတ်ဘူးပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုအဲနောက်မှဆက်ပြောပြပေးနော်အဲ့ဒါဆို dosage ပေါ့နော်အရေးကြီးဆုံးအချက်ကိုလာပါပြီနော်အဲ့ဆိုဒီအတူတူပြန်တော့ကျွန်တော် market ထဲမှာ creating က creating monohydrate ဆိုတော့ဟို chemical compound တွေနေနေပဲလာတာပေါ့နော်အဲ့လိုဆိုတော့ အဲ့မှာကျွန်တော် dosage လောက်တဲ့ချိန်ညာအဓိကမိတ်ဆွေကနှစ်ချက်ပေါ့နော်နှစ်ချက်ကိုသတိထားရမယ်။ဒါလဲဆိုတော့နှစ်ခေါင်းဟို face နှစ်ခုရှိရပေါ့ loading face ပေါ့ဆက်ဆချင်းဟိုဘယ်လိုပြောမလဲပမာဏမြင်းများဟိုတစ်ခါရဲတော့တဲ့ဆားရဲအဲဆားတော့ရတဲ့အချိန်ရှိတယ်။ပြီးတော့မှသာဖြည်းဖြည်းချင်းလျှော့ပြီးတော့နည်း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 စီ maintenance face ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။အဲ့လိုဆိုတော့ loading face မှာဆိုဘာလဲဆိုတော့ပထမဦးဆုံး muscle တွေကို creatine debt တွေပြည့်သွားအောင်ဖြည့်လိုက်တဲ့အောင်ကျွန်တော် loading face လို့ခေါ်တယ်။ အဲ့မှာဘာလို့ရလဲဆိုတော့တရက်ကိုမိတ်ဆွေကအာ20 grams တော့20 grams of creatine ပေါ့နော်ကျွန်တော်20 grams ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးဒီ optimal nutrition တို့ဘာလို့ကားလို့ဟာမျိုးဆိုရင်မိတ်ဆွေ၄ဇွန်းလောက်တောက်အောင်မယ်တင်5 gram ဇွန်း5 gram ဆို၄ဇွန်းလောက်တောက်အောင်မယ်အဲ့ဒါကိုတရက်ထဲမှာ၄ချိန်လောက်၃ချိန်၄ချိန်လောက်ခွဲတောက်အောင်အဲ့လိုဆိုတော့အဲ့ဒါကိုမိတ်ဆွေတပတ်တောက်အောင်မယ်အဲ့ဒါကကျတော့ loading phase ပေါ့နော် loading phase မှာဆိုသူကကျွန်တော် discount ဆိုရင် ီကောင်ကဒီကောင်က1000 mg ဆို1 gram ပေါ့နော်ဒီကောင်ဆို1 gram ဆိုရင်တနေ့ loading phase သာတော့မယ်ဆိုဒီကောင်ကတနေ့အလုံး20တောက်အောင်ပါအလုံး20ကို၄ချိန်ခွဲတောက်အောင်ပါ၄ချိန်ခွဲတောက်ပြီးတော့၄ချိန်ခွဲတောက်မယ်9ရက်တောက်အောင်ပါပေါ့နော်ဆိုတရကြီးအဲ့ဒါဆိုတော့အဲကျွန်တော်တော့အလောက်မတောက်ပါဘူးနော်ကျွန်တော်တနေ့နှလုံးမတောက်တာပေါ့နော်အများကြီးလည်းမလို့ဆိုတော့ကျွန်တော်တို့လည်းပုံမှန်လေ့ကျင့်ခံလုပ်တဲ့လူတွေပဲဆိုတော့လေဆိုတော့ဘယ်လိုမျိုးတကယ်ဟို ဟိုကဘယ်လိုပြောမလဲဒါကြီးကိုကျွန်တော်ဟိုကသွား professional ဘက်သွားနေတာမဟုတ်ဘူးဆိုတော့လေကျွန်တော်ဘုဒ္ဓတအနေနဲ့ပဲပေါ့နော်ဆိုတော့ဒီလိုမျိုးကောင် online extension တောက်မယ်ဆိုတော့မင်းစီအလုံး20လောက်တောက်အောင်ပါပေါ့နော်ဆိုတော့စဉ်းစားပါနော်ကိုကြိုက်တာဝယ်ပေါ့အဲ့လိုဆိုတော့ဒါကတော့ 20g တောက်အောင်မယ်အဲ့လိုဆိုတော့အဲမင်းစီခုန 20g ချက်ချင်းတောက်အောင်ပါမို့နော်၄ချိန်လောက်ခွဲတောက်အောင်ပါမနေ့နေ့လေညနေညပါပေါ့နော်အဲ့လိုမျိုးခွဲတောက်အောင်ဖြစ်ပါတယ်အဲအဲ့လိုဆိုဒါနဲ့ပတ်သက်တဲ့ research ကတော့ဟို ။တွားကြတော့ mass creating တက်ကိုတော့20 to 40%လုံးဝကြီးစောင့်တက်ပြီး increase လုပ်လိုက်တာပထမတစ်ပတ်အတွင်းမှာပဲ။အဲ့လိုဆိုတော့ဟိုဒါပေမဲ့တချို့ research တွေပြောထားတာဒီ loading လောက်တာကပေါ့နော်အရင်မလို့ဟိုကပုံမှန် maintenance dosage လေးနဲ့နည်း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 စီတောက်သွားရင်လည်းမိတ်ဆွေအခုမှမြ6လတစ်နှစ်အတွင်းမှာတော့ဟိုတိတိတသာပြောင်းလဲတော့ဖြစ်ပါတယ်။အဲ့လိုဆိုမိတ်ဆွေအလင်းမလို့ဆိုရင်တော့ကိုယ့်ကိုပုံမှန်တိုင်းတစ်နှစ်ကိုဟို5 gram ဖြစ်ဖြစ်3 gram ဖြစ်ဖြစ်နည်း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 စီတောက်သွားလဲဘာပြဿနာမရှိတောက်လို့ရပါတယ်။အဲ့လိုဆိုတော့မိတ်ဆွေအဆုံးဖြတ်ပါမိတ်ဆွေရဲ့ ကိုလိုချင်တဲ့ body goal ကပါလဲပေါ့ကိုကဘာအတွက်တောင်းချင်တာလဲပေါ့မူတည်ပြီးတော့ကိုကကိုအဆုံးဖြတ်ပေါ့နော်အဲနောက်တစ်ခါကျတော့တချို့ assignment အတူမှသတိထားမှာ loading လောက်ပြီဆိုရင် NDA ရှိတာဆို assignment မကောင်းတဲ့လူတွေ assignment ယောဂါရှိတဲ့လူတွေဆိုရင်တော့ assignment နာတာအောက်နာတွေဖြစ်တတ်တယ် plus loading မလုပ်နိုင်ပေါ့နော်အဲ့လိုမျိုးကိုက assignment ခံရှိရဆိုရင်တော့မလုပ်နိုင်နော် နောက်တစ်ခါကျ maintenance phase ပေါ့ maintenance phase ကကျတော့ကျွန်တော်နည်းနည်းစီနည်းနည်းစီပေါ့နော်ခုနပြပြချင်းသွားတဲ့ဟာပေါ့နော်အဲ့ဒါဆိုဘာလုပ်တာလဲဆိုတော့ခုနပြောတဲ့ကျွန်တော် loading လုပ်ထားတဲ့ဟာကိုကျွန်တော်ပြန် short ပြီးတော့ tail off လုပ်သွားပြီးတော့ဟိုပြပြချင်းပဲ creating depth ကိုဖြည့်သွားတာပေါ့နော် muscle တွေမှာရှိတဲ့ creating depth ကိုပြန်ဖြည့်သွားတာအဲ့လိုဆိုဒီမှာဆိုသူကတရက်ကို3 to 5 gram လောက်ပဲတောက်ရဖြစ်ပါမယ်နော်အဲ့လိုဆိုတော့ research မှာကျတော့ဘာပြောထားလဲဆိုတော့ဆိုတော့ဒီဒီ daily dose ကပေါ့နော်ကျွန်တော်တို့ဒီ ပုံမှန်ခနာကြွက်သားလိုအပ်တဲ့ creatine တက်ကိုဒီလောက်နဲ့လုံလောက်တယ်ပေါ့3 to 5 gram ဆိုအဲ့ဒါကြောင့်လည်းကျွန်တော်အခုကျွန်တော်ဆိုနှစ်လုံးဆိုနှစ်လုံးမဲ့တောက်တာကျွန်တော်၃လုံးတော့တစ်ခါမတောက်ကျွန်တော်နှစ်လုံးတောက်တာ2 gram လောက်ပဲကျွန်တော်တောက်တာ creatine ဆိုလဲနော်အဲ့လိုဆိုတော့ဟိုဒါဒီလောက်နဲ့လည်းကျွန်တော်တို့ကလုံလောက်ပါတယ်အဲ့လိုဆိုဒီလိုတောက်တဲ့လူကြတော့ဟို NDA ကင်းတယ်အစာရင်လည်းမထီတော့ဘူးပြီးတော့ခုနကလိုမိတ်ဆွေကြောက်ကက်ထိမှရပဲအရင်စိတ်ပူကြမလိုဘူးပေါ့နော်ဒီလိုမျိုးနည်းနည်းပဲတောက်မယ်ဆိုတော့ နောက်တစ်ခါကျတော့ဒီကောင်ကတတိထားမှာပါလဲဆိုတော့မိတ်ဆွေရဲ့ဒီခု dosage ကဘာပေါ်မူတည်လဲဆိုတော့ကျွန်တော်မိတ်ဆွေရဲ့ခန္ဓာကိုယ် body weight တွေခန္ဓာကိုယ်ကြွက်သားထုတယ်ဥပမာကြွက်သားထုတယ်ခန္ဓာမိတ်ဆွေရဲ့အာကစားသမားပေါ့နော်လို့ဒီ gym မဲ့အမြဲတောပြီးလုံးဝခန္ဓာကိုယ်ရဲ့ထုတယ်အကြီးဖြစ်နေရဆိုရင်တော့ဟိုကိုယ် muscle mass နဲ့လိုက်ပြီးတော့လေမိတ်ဆွေဥပမာဖြင့်ဟို muscle mass ကြီးတဲ့လူကြတယ်ဥပမာဖြင့်ဟို 3 gram တောက်ဖို့ဆိုတာအထိပ္ပယ်မရှိဘူး5 gram လောက်တောက်တာပေါ့ daily တောက်မယ်ဆိုရင်ပေါ့နော်ဟိုပုံမှန်အခုမှ gym စားဆိုတဲ့လူတယောက်အနေနဲ့ဥမာကျွန်တော်တို့လိုပေါ့ဟိုအခုမှခုမှတော့ပေါ့ကျွန်တော်ကြာတော့ကြာပြီဒါပေမဲ့ကျွန်တော်တို့ကြာအရင်လောက်တာမဟုတ်ဆိုပုံမှန်လောက် mile ပဲ mile လောက်ပဲနည်းနည်းပေါ့ပေါ့ပဲသွားတာဆိုတော့ဟိုကျွန်တော်ဆို2 gram 3 gram လောက်ဆိုတော့သူကြောက်အခစားသမား heavy ပေါ့အဲ့လိုချမယ်ဆိုရင်တော့ဆို5 gram ပေါ့နော်5 gram လောက်အထိတောက်လို့ရတယ်ဆိုကိုယ့်ရဲ့ဒုတယ်ပေါ့အဲ့လိုတွတ်လူကြီးကြတော့လေကြွသားဒုတယ်အကြီးရဲ့အတွက်ကြောင့်ကိုယ့်ရဲ့ muscle mass နဲ့လိုက်ပြီး creating တောက်အဲ့လိုမျိုးပေါ့နော် အဲအဲ့လိုဆိုတော့အဲ long term safety ကတော့ကျွန်တော်ရရှိမှအနေကင်းဖို့ဆိုရင်တော့ကျွန်တော်တို့ကအာဟိုဒီကအဖြစ်တော့ဟို loading လောက်တာအရင်မကောင်း long term safety အတွက်တော့လေပြီးတော့ဒီ research တွေမှာလည်း long term ကြောင့်မလို့ creating ကြောင့်မလို့အန်ဒီရဖြစ်သွားတာအရင်ဆိုးဆိုးရွားအန်ဒီဖြစ်သွားတာမရှိဘူးဟိုဖြစ်ခဲ့တာလည်းလူ2ယောက်3ယောက်လောက်ကလည်းသူတို့မှာ underlying disease တွေရှိတဲ့အတွက်ကြောင့်သာလေသူတို့အသက်အန်ဒီရဖြစ်သွားတာမျိုးဖြစ်တယ်ပုံမှန် general population မှာဘာဖြစ်ဘူးเนาะ ဒါပေမဲ့ခုနကျွန်တော်ပြောပြတာနော်ကိုနဲ့တင့်တော်တဲ့ dosage ကိုကိုတောက်အောင်နော်ဆိုတော့ဆွဆက်ဆွဆက်တော့မတောက်လိုက်နဲ့နော်ခါရပြီးသွားလဲဆွဆက်မတောက်လိုက်နဲ့ဆိုတာဟိုအရန်အရန်နေအရန်နေကြီးအကြီးဖြစ်သွားအောင်ဆိုပြီးတော့အများကြီးကောက်တော့လိုက်ခါရအရန်ကြီးအောင်မဟုတ်အတင်းချိုင်းကုန်းရောက်အောင်နော်ဆိုတော့အဲကြောင့်နော်သတိထားအဲအဲ့လိုဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ အာ hydration ပေါ့နော်ရေတောက်တဲ့ပုံစံမျိုးနော်ရေတောက်တဲ့ပုံစံလေးကျွန်တော်ကတော့လေအကြံပေးပုံမှန်လူတစ်ယောက်ကကျွန်တော်အနည်းဆုံး1ရက်ကို4လီတာလောက်တောက်ရတယ်လေဟို creative မတောက်တဲ့လူတစ်ယောက်ကပေါ့နော် creative မတောက်ပုံမှန်ကျွန်တော်တို့ creative မတောက်ဘူးဆိုရင်ပုံမှန်1ရက်ကို6လီတာလောက်တော့အနည်းဆုံးဝင်အောင်တောက်ဖို့လိုတယ်အဲ့လိုဆိုတော့ကျွန်တော်ကတော့ကျွန်တော်ကျွန်တော်ဒါကျွန်တော်တွက်တာနော် general ဟိုလိုမျိုးစာမှာပါတဲ့ဟာမဟုတ်ကျွန်တော်အခုကျွန်တော်ကအဲ 2g တောက်တယ်ပေါ့နော် 2g creating 2g တောက်တယ်ဆို 2g ဆိုတော့2000 mg ပေါ့2000 mg ဆိုကျွန်တော်ကရေကိုကျွန်တော်က အဲ6လီတာနဲ့8လီတာကြားလောက်တောက်တယ်နေတိုင်းရောလေဘာလို့ဒီလိုတောက်တဲ့အချိန်မှာဗောနော်ဒီဘာလို့ဆိုကျွန်တော်နည်းနည်းစိတ်ပူပါဆိုတော့အဓိကကခရီတင်းကြောင့်ကြောက်ကထိတာမဟုတ်ခရီတင်းတောက်လိုက်လို့ရေလုံးလုံးလောက်မတောက်ထားလို့ကြောက်ကထိတာအဲ့မိတ်ဆွေဘဲအားကစား fitness influencer ဖြစ်ပြီးသွားမေးကြည့်အဲ့လိုပဲဖြစ်လိမ့်မယ်ခရီတင်းခရီတင်းခရီတင်းတောက်လို့ကြောက်ကထိတယ်လို့ပြောရင်သူရီပြီးမိတ်ဆွေပြန်လှုပ်အိမ်ပြန်ခိုင်းလိုက်လိမ့်မယ်နော်အဲ့လိုဆိုတော့ဟို ခရီတင်းကကြောက်ကမထီခရီတင်းကသူ့အလုပ်ပဲသူ့လုပ်မှာသူကမိုနိုဟိုက်ဒရိတ်ဖြစ်တဲ့ကြောင့်သူကရေကိုစုပ်မှာရေကိုစုပ်ပြီးတော့မဆော်လေးကိုရေထုတ်တယ်เนาะခရီတင်းကကျွန်တော်တို့ cell တွေကိုရန်ခရီတင်းထုတ်တယ်ဒါပေမဲ့ဒီဟာဒီဟာကို supplement လုပ်ခြင်းအပြင်ကျွန်တော်တို့ဒီရေစုပ်မှုမှုအပိုကောင်းသွားတယ်ပိုကောင်းသွားပြီးတော့ကျွန်တော်တို့ muscle တွေ hydrated ဖြစ်ပြီးတော့မှာကျွန်တော် hypertrophy ဖြစ်သွားတယ်ပေါ်ဖော်မန့်ပိုကောင်းသွားတယ် တဲ့အဲ့ချိန်မှာရေကိုဆုပ်လိုက်တယ်မင်းဆွေဥပမာဖြင့်2 gram 2 gram တောက်ထားပြီမင်းဆွေတရက်ကိုရေ1 liter 1 liter ခွဲလောက်ပဲတောက်မယ်ဆိုမင်းဆွေရဲ့ခန္ဓာကိုယ်မှာရှိရေဓာတ်တွေကိုဆုပ်လိုက်တယ်။သူအဲ့ရေဓာတ်ကိုဆုပ်လိုက်ပြီးတော့ရေဆုပ်ရမရှိရင်သူဘာဘာကိုလုပ်လဲဆိုတော့ကျွန်တော်တို့ urine cleanser ထဲမှာရှိတဲ့ရေကိုဆုပ်ပြတယ်။ organ organ မှာရှိတဲ့ရေရေကိုဆုပ်တယ်။ပြီးတော့အစာအိမ်လမ်းဥလမ်းကြောင်းမှာရှိတဲ့ရေကိုဆုပ်ပြလိုက်တယ်။ အဲအဲ့လိုမျိုးဆုံးလိုက်တဲ့အတွက်ကြောင့်ဘာအနောက်ကျိုးဆက်တွေဖြစ်လဲဆို organ organ damage တွေဖြစ်လာတယ်ခုနအသေးတို့ကြောက်ကက်တို့အထိကိုက်လာတယ်ကျွန်တော်တို့အဲ့ဒါအသေးဒီ organ မှာရှိတဲ့ရေဓာတ်တွေကို high ရေဓာတ်တွေကို creating ကဆုတ်လိုက်တဲ့အတွက်ကြောင့်နောက်တစ်ခါကျတော့အစာရင်းနဲ့ဥလန်းချောင်းမှာရှိတဲ့ရေကိုဆုတ်လိုက်တဲ့အတွက်ကြောင့်ပထမအုပ်ဆုံးဘာဖြစ်လဲဆိုဝန်းချုပ်တယ်ဝန်းချုပ်တော့ကျွန်တော်တို့အိမ်သာသွားလို့မရတော့အိမ်သာသွားလို့မရတော့ကျွန်တော်တို့ကျွန်တော်မြန်မာပြည်ရဲ့ မြန်မာပြည်ရဲ့ဗာလေအဲနာမည်အကြီးဆုံးယောဂါလေအပုကံအပုကံဝန်းချုပ်တော့နော်နောက်တစ်ခုအားကြတော့ဝမ်းတလုံးမကောင်းခေါင်းခဲတယ်လေခေါင်းမူမယ်ခေါင်းမကြည့်ဘူးအာစိတ်ညင်မယ်ဒေါသထွက်မယ်နော်အဲ့ဒါခရီးတင်းကြောင့်ဖြစ်တာမဟုတ်ဘူးနော်မိတ်ဆွေရေကောင်းမတော့လို့ဖြစ်လာတဲ့ဟာလေအဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ကိုတောင်းတဲ့ဟာကိုမသိဘူး။နင်းဆုံးတော့ just like 6 or 8 liter လောက်တောင်းရလဲအဆင်ပြေပါဘူး။အများကြီးလဲရေမတောင်းနဲ့နော်။ရေအများကြီးတောင်းရလဲအန်ဒီရရှိရယ်နော်။ရေရေကြောင့်မလို့လဲ။ အဲ့ဒီဟိုကြီးလိုအပ်တာထက်အများကြီး gallon စေအများကြီးတောင်းရလဲအဲ့ဒီရှိတယ်အဲ့ဒါတော့လည်းကျွန်တော်ဗီဒီယိုလုပ်ပေးမယ်နော်အဲ့လိုဆိုတော့ကိုတောက်တဲ့နှုံထားအောင်မူတည်ပြီးတော့ hydration တေချာလုပ်ပါ hydration လောက်အချိန်ကျတခါကျရေတစ်မျိုးထဲမတောက်နဲ့ပြီးတော့ dasa လို့ခေါ်မျိုး mineral စီ dasa ကိုလည်းနည်းနည်း quality ကောင်းတာ ਈ တောက်နော်အဲ့လိုဆိုတော့ရေတစ်မျိုးထဲနဲ့လည်းအဆင်မပြေဘူးနော်ဘာလို့ဆိုတော့ခန္ဓာကိုယ်ထဲမှာ sodium potassium transfer တွေလုပ်ဖို့လိုအပ်တဲ့အတွက်ကြောင့်အဲ mineral စီလည်းလိုတယ် that is why ကျွန်တော် mineral စီလည်းပါမယ်ရေတစ်မျိုးထဲဆိုလည်းအဆင်မပြေဘူး ဒါပေမဲ့အောင်စားသမားတော်များသူတို့ကဓာတ်စားရည်လည်းတောက်ကြပါရဲ့နော်ဓာတ်စားရည်လည်းတောက်ကြအဲ့လိုဆိုတော့အဲ hydration ပေါ့နော်ရေတိချာတောက်ပါရေတိချာတောက်တယ်ဆိုမျိုးရှိဘာမှဖြစ်ဘူးအိမ်သားလည်းကောင်းကောင်းတောက်လိုက်ရတယ် organ damage လည်းလုံးဝမဖြစ်ဘူးနော်အဲ research ကျွန်တော်အမခံတာပေါ့နော် research ရအမခံတာဆိုတော့အဲဒီဗီဒီယိုကကျွန်တော်ကအဓိကအဖြစ်နော်ကျွန်တော် creatine ရဲ့ဟိုပါပေါ့နော် creatine ကို ဟိုလူတွေရဲ့အမြင်အမြင်တမျိုးဖြစ်သွားမှာဆိုလို့ကျွန်တော်ကဒီဗီဒီယိုလေးကိုလုပ်ပေးတာပေါ့နော်ဒီ creating ကဟိုလူကြီးတွေထင်လို့ creating ကစတီရိုက်မဟုတ်ဘူးအပီးဒီမဟုတ်ဘူးပေါ့နော်ဒါ just a supplement အရင်ကောင်းတဲ့ supplement ကျွန်တော်တို့ကိုယ်တိုင်လည်းအရင်တော့အဲ့လိုမြင်ခဲ့ဘူးလေဟုတ်အရင်တော့ကလေကျွန်တော်တို့2000 2034လောက်ကလည်းကျွန်တော်အဲ့ creatine ကိုဟာ creatine လို့ပြောလိုက်ပြီဆိုဟာဒီဘဲကအစေးသုံးနေပြီပေါ့နော်အဲ့လို အဲ့လိုအမျိုးစိတ်ထဲမှာတွေ့ရပါကိုရီဂျင်းနေပါသွားပြီဆိုအာတချို့အကိုကြီးတွေက creating တောင်းတယ် creating တောက်တယ်ဆိုပြီးတော့ပြောပြီးတော့ဟိုဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးတွေမြင်တာပေါ့အမြင်အမြင်ချင်းတာပေါ့လေအခုချိန်ကြမ်းမှသာဖြစ်သွားတယ်ဒါပေမဲ့ခုနလိုမျိုးပေါ့ကျွန်တော်တို့ဒီအားကစား ဟိုဂျင်အာကစားအဲဘယ်လိုပြောဒီ supplement ဆိုင်ရာအကိုကြီးပြောလို့အာညီလေး creating တောက်လိုက်ရင် blight အကြီးဖြစ်သွားမယ်ဝုန်းတိုင်းဆိုအဲ့လိုမျိုးဆိုရင်လည်းမဟုတ်ဘူးဒါလည်း misinformation เนาะအဲ့လိုမျိုးကြီးသွားမှာမဟုတ်မိတ်ဆွေ performance ပဲပိုကောင်းလာမှာ hypertrophy ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ hypertrophy လုံးဝအကြီးဖြစ်သွားမှာမဟုတ်ဘူး muscle mass ကကိုသူ့ရဲ့ muscle cell ကဘယ်လောက်ထိချဲ့နိုင်လဲ expand လုပ်နိုင်ရင်ဘယ်လောက်ထိပဲချဲ့သွားမှာဝုန်းတိုင်းဆိုပြီးကျွန်တော်တို့ fitness model လေးလို့ဟိုဖြစ်သွားမှာမဟုတ်ဘူးမိတ်ဆွေရဲ့ခန္ဓာကိုယ် genetic sheet လောက်မိတ်ဆွေရဲ့ဒီ muscle volume sheet လောက်ပဲတော့ကြီးတောင်းအဖြစ်တဲ့အတွက်ကြောင့်เนาะမိတ်ဆွေရဲ့ဓာတ်တောင်းရုံတစ်ခုနဲ့လည်းပြီးဒါလည်းတောင်းအောင်မယ်အားကစားလည်းလုပ်အောင်မယ် performance ကောင်းအောင်မယ်အဲပြီးတော့ teacher form teacher မှန်မှန်လေးနဲ့လုံးမတာလင်ဟိုပို့ပြီးတော့ဟိုထိအောင်မယ်ပေါ့เนาะအဲ့လိုဆိုတော့ဟိုဓာတ်ကြီးတစ်ခုနဲ့တောက်ပြီးတော့ဟာဓာတ်ကြီးအလုံး20လောက်ကစ်လိုက်ရင်ဘဝပြောင်းသွားပြီဆိုတော့ဟိုဘဝတော့ပြောင်းသွား နော်နောက်ဘွားရောက်သွားလဲမှာအဲ့လိုဆိုတော့ဟိုတေချာအဓိကခေါင်းသုံးပါခေါင်းသုံးပါတေချာစဉ်းစားပါစာဖတ်ပါလေဘောတေချာဖတ်ပါဟိုဈေးဘောတိုင်းရှောက်မဝင်နဲ့ဈေးကြီးတိုင်းလည်းကောင်းတာမဟုတ်ဘူးအဲ့ဒါကိုသိထားပါအဲ့လိုဆိုတော့ကိုကျိုက်တဲ့ brand သုံးပါကျွန်တော်ကတော့ကျွန်တော်အခု live extension သုံးတယ်အဲဒီ American supplement story တော်ရင်းမှာတုံးလို့ရဝယ်လို့ရတယ်ကျွန်တော်ကမဟာဆန်မှာဝယ်ထားတာဆိုတော့မဟာဆန်နဲ့ဟိုကကျွန်တော်ဟိုကဘာလဲ တော်ညာထားမှာပေါ့နော်ကျွန်တော်ကကျွန်တော်ဝယ်လာကိုပစံနဲ့ကိုဝယ်ထားအဲ့လိုဆိုတော့ဟိုကိုချိုင်ကိုဝယ်လို့ရတယ်ပြီးတော့ optimal nutrition ကတော့ကျွန်တော်တို့အားကစားဒီ supplement store တွေမှာအကုန်လုံးမှာရတယ်အဲ့မှာဝယ်လို့ရတယ်အဲ့မှာလည်းသူကကျွန်တော်ပုံလေးပြပေးမယ်နော်ပုံလေးပြပေးမယ်အဲအဲ့မှာအာ optimal nutrition ကလည်း micronized creatine ရှိတယ် creatine caplets လေးဟာမျိုးလေးလည်းရှိတယ်အဲ့လိုဆိုတော့ဟိုကိုလိုအဲ့နော်အသုံးပြုပါ ဒါပေမဲ့အခုနောက်လိုမျိုးပေါ့ဒီ creatine တောက်လိုက်လို့ sojo ဆိုပြီးတကူတကားတော့မရှိဘူး creatine ရဲ့ side effect creatine ရဲ့လုံဆောင်ချက်ကြောင့်ဖြစ်လာတဲ့ခုနပြော hydration dehydration side effect တွေပဲရှိပါတယ်အဲ့လိုဆိုတော့ကိုဂယူဆိုင်ပြီးတော့ creatine တောက်ပြီးတော့အဲကျန်ကျန်မာမာနဲ့ performance ကောင်းတဲ့ဟို athletes တွေအကစားသမားတွေဟိုနေ့စဉ်ပွားမှာလေအကျိုးရှိပါစေလို့ဆုတောင်းပေးပါတယ်အဲ့လိုဆိုတော့မေ့ချင်တာရှိရင် comment section မှာမေးလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်